မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်။ကျမဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းလေးတွေကတော့ကျမနိုင်ငံအနာဂတ်အတွက်ကိုအင်မတန်အရေးကြီးတဲ့သတင်းလေးတွေသာဖြစ်ပါရှင်။ကျမတို့ဟာဆိုရင်ပြစ်ဆုံးပန်တဲ့အနာဂတ်ကကျမတို့အတွက်အရေးကြီးရယ်ပေါ့နော်။အတိတ်ဆိုတာကတော့ကျမတို့အတွက်ကသင်ငန်းစာယူစရာကလွဲလို့ရှင်ဘာမှပြန်လဲပြီးတော့ပြင်ဆင်လို့မရတော့တဲ့အချိန်ကာလတစ်ခုပေါ့ရှင်။ဒီတော့ပြစ်ဆုံးပန်ရဲ့လုံဆောင်ချက်တွေအားလုံးကျမတို့အထူးသတိထားရမယ်ရှင်။အခုကျမပြောပြခြင်းနဲ့အမှုလေးတွေရပါပေါ့နော်။ လူမှုကွန်ရက်ပေါ်ကနေတွေးရှိလာတဲ့အမှုလေးတွေကိုကျွန်မထပ်ဆင့်ပြန်လေးပြီးမျှဝေချင်တာဖြစ်ပါရှင်။ကျွန်မအနေနဲ့ဒီမှုလေးတွေကိုဘာကြောင့်ပြန်လဲမျှဝေရတာလဲဆိုတော့ပြစ်စုံပံကာလမှာကျွန်မတို့တာဝန်ကျေခြင်းတဲ့အတွက်ဖြစ်ပါရှင်။ဘာကြောင့်လဲဆိုတော့အခုပြစ်စုံပံကာလမှာနေထိုင်နေတဲ့သူတွေအားလုံးတာဝန်ကျေမှပြစ်စုံပံကာလမှာဖြစ်နေတဲ့ကိစ္စရပ်တွေတိုင်းပြည်မှာပေါ့နော်ပြောမစလို့အစိတ်သီးလေးပေါ့ညီကြီးမှကြလာတဲ့အချိန်မှာအဲ့ဒီအစိတ်သီးကိုကျမတို့ကရေလောင်းတဲ့ပေါင်းတင်တဲ့သူတွေမဖြစ်အောင်ကျမတို့တာဝန်ကျေးရမှာဖြစ်ပါတယ်အဲ့တော့ဒီအစိတ်သီးလေးကိုကျမဖော်ထုတ်ပြပါမယ်ရှင့် ကျမတို့ကဒီအစိတ်သေးလေးကိုထိုင်ကြည့်မလားအပင်ဖြစ်တဲ့အထိပြိုးထောင်မလားဒီအစိတ်သေးကိုကျမတို့ဖြက်စီးပြစ်မလားဆိုတော့ကျမတို့အားလုံးရဲ့ရွေးချယ်ဆုံးဖြတ်မှုသာဖြစ်လာပါလိမ့်မယ်အဲ့ဒီရွေးချယ်ဆုံးဖြတ်မှုကြောင့်ကျမတို့နိုင်ငံအနာဂတ်မှာအဖြေရလဒ်တွေပြောင်းလဲတော့မှာဖြစ်ပါရှင့်ကျမအနေနဲ့ရှင်လေးတရင်တန်ဆတ်မှုလေးဘူးပေါ့နော်မပြောခင်လေးမှာအခုလိုမျိုးပေါ့ရှင်ပစ္စုပန်တွေရောအနာဂတ်တွေရောအင်မတန်ကြီးလေးလုံးတဲ့အရာတွေပါပေါ့နော်ထဲ့သွင်းပြီးပြောကြနေရတဲ့အကြောင်းရင်းအောင်အကြောင်းရင်းကိုသိချင်တဲ့ဆုံးပေါ့ရှင်တရင်လေးကိုဆက်လက်ပြီးနားထောင်ကြည့်လိုက်မယ်ဆိုတော့သဘောပေါက်နားလည်တော့မှာဖြစ်ပါရှင့် ထမဆုံးပြောပြချင်တဲ့သတင်းလေးကတော့မန္တလေးမြို့မှာဖြစ်ပွားသွားခဲ့တဲ့သတင်းလေးသာဖြစ်ပါရှင့်မန္တလေးမြို့မှာဆိုရင်လွန်ခဲ့တဲ့ရက်တွေကကလေးငယ်နှစ်ဦးပျောက်ဆုံးသွားခဲ့ပါရှင့်ကလေးငယ်တူကဆိုရင်73နှစ်ပဲရှိပြီးတော့နောက်ထပ်တူက10နှစ်သာရှိပါသေးတယ်ဒီသတင်းလေးကိုလည်းလူမှုကွယ်ပေါ်မှာမိဘပြည်သူများအားလုံးဟာတော်တော်များများသိရှိပြီးသားဖြစ်ပါရှင့်ကလေးငယ်တွေကိုပြန်လည်တွေ့ရှိရတဲ့အခါမှာရှိုက်တက်ခံရပြီးတော့ရုပ်ပြက်ဆင်ပြက်အနေထားနဲ့ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါရှင့်ဒီအမှုမှာပေါ့နော်ကျူးလွန်ခဲ့တဲ့ သူတို့ယူဆရတဲ့လူငယ်လေးဦးကိုလည်းဖမ်းဆီးရမိခဲ့ပါတယ်ရှင့်ဒီတော့ဒီအမှုဖြစ်စဉ်လေးကိုကျမအနေနဲ့ပြောပြပါမယ်ရှင့်ဒီကလေးတွေကိုပေါ့နော်ဖမ်းဆီးရမိသွားတဲ့အခါမှာကျမဘာကြောင့်ကလေးတွေလို့သုံးသုံးရတာလဲဆိုရင်ကျမနိုင်ငံမှာ18နှစ်မပြည့်သေးလို့ရှင့်ကလေးဆိုတဲ့ဘောင်ထဲမှာရှိနေတာပေါ့နော်အခုပြစ်မှုကျူးလွန်ခံရတဲ့သူတွေရောပြစ်မှုကျူးလွန်တဲ့သူတွေရောက16 18နှစ်ဖြစ်နေပါရှင့်ကျူးလွန်ခံရတဲ့ကလေးတွေကပုံငယ်တာပေါ့နော်73နှစ်70နှစ်ဆိုတော့ကျူးလွန်သွားတဲ့ကလေးလေးယောက်ပါဆိုရင်16နှစ်18နှစ်3ယောက်ပေါ့နော်16နှစ်1ယောက်ရှင့် တော်တော်ကိုအံ့ဩဖို့ကောင်းပြီးတော့ကြောက်ဖို့ကောင်းတဲ့အမှုတစ်ခုသာဖြစ်ပါလေဒီကလေးတွေဟာဆိုရင်ဘာဖြစ်ကြတာလဲဆိုတော့တို့ကရွှေစာရံဖျားပွဲကိုသွားရောက်တယ်တဲ့တီတရခန်းလို့ယူဆရတဲ့ကလေးလေးယောက်ကပေါ့နော်လူငယ်လေးယောက်ပဲရှင်တို့လေးဦးကထမ်းရီတောက်ခဲ့ကြပြီးရဲ့အခါမှာဒီတို့နစ်နာအောင်ပြုတ်လုပ်ခဲ့တယ်တို့ရိုင်းနှက်တပ်ဖြတ်ခဲ့တဲ့ကလေးတွေကိုပညာပေးရမယ်ဆိုပြီးတော့ဒီကလေးတွေကိုပေါ့နော်စစ်ကိုင်းမြို့နယ်မိသွေးဖုတ်ကျေးရွာနီးမှာရှိတဲ့မိဘမယ်ကျောင်းရဲ့အနောက်ဘက်ကြောက်တောင်ခြေကိုခေါ်သွားပြီးတော့ကြောက်ခဲနဲ့ထုတ်တက်ခဲ့တာဖြစ်ပါရှင့် တေဆုံးသူကလေးငယ်အုပ်ရဲ့ရုပ်လောင်းတွေကိုရှောက်ွေးတဲ့အခါမှာစင်ကန်းမြို့နယ်ရဲရွာတေကျွာနဲ့ဖလံပင်ကုန်းကျေးရွာသွားလန်း YGW မိဘမဲ့အကြောင်းအပြီးကြောက်တောင်ချီမှာတွေ့ရှိခဲ့တာဖြစ်ပါရှင့်အမှုဖြစ်စဉ်တစ်ခုလုံးမိဘပြည်သူများအားလုံးလည်းသိရှိပြီးလောက်ပြီလို့ထင်ပါတယ်သတင်းဌာနတီးတီးကလည်းထုတ်ပြန်ခဲ့တယ်ပေါ့နော်ကျမအနေနဲ့ဒီသတင်းလေးကိုသုံးသပ်ရမယ်ဆိုတော့ကျမခုနပြောတဲ့အကြောင်းအရာတွေနဲ့ဆက်ဆက်ပါရှင့်ကျမတို့ပစ္စုပန်မှာတာဝန်ချိန်မှရတော့ပါမယ်ကျမတို့နိုင်ငံလူငယ်တွေဟာဆိုရင်သွေးစာနေတဲ့အနေထားတွေဖြစ်နေကြတာလား အသက်တောင်မပြည့်သေးဘူးဒီလောက်ထိရက်ဆက်တဲ့လုံရက်တွေကျူးလွန်နိုင်ကြပြီလားဒါဟာဘာကြောင့်လဲလူမှုကွန်ရက်တရဲ့စိုးကြိုးလားမိဘတွေဆုံးမသွန်သင်မှုနဲ့လို့လားနိုင်ငံတော်ကလူငယ်တွေကိုကြိရှုစောက်ရှောက်တာအားနည်းချက်ရှိလို့လားဒါလေးတွေကိုကျမတို့ကပြန်လဲစမ်းသစ်ပြီးတော့ဗောနော်ပြန်လဲစမ်းစစ်ပြီးတော့ပြစ်ဆုံးပံမှာတာဝန်ချိန်မှပဲရပါတော့မယ်ရှင့်အဲ့ဒီတော့မှကျမတို့အနာဂတ်မှာလုံခြုံစိတ်ချရတဲ့လူမှုပတ်ဝန်းကျင်တွေကိုကျမတို့နောက်မျိုးဆက်တွေကိုထားခဲ့နိုင်မှာရှင့်ကျမတို့မြန်မာလူမျိုးတွေလောက်ရင်ကျေးတဲ့ဝေးတာမြန်မာလူမျိုးပဲရှိပါရှင့် ဒါပေမဲ့အခုတလောတွေမှာကြားရတဲ့သတင်းစကားတွေအမှုတွေဟာဆိုရင်အရန်ကြောက်ဖို့ကောင်းပါလေနော်တော်တော်ရဲဆက်ဆက်ကိုတယောက်နဲ့တယောက်တက်ဖြတ်ကြတဲ့ပုံစံမျိုးတွေကအင်မတန်ကြောက်ဖို့ကောင်းပါလေရှင်နိုင်ငံရေးနဲ့ဆက်နွယ်ပြီးတက်ဖြတ်တာတွေလည်းရှိသလိုအခုလိုမျိုးနိုင်ငံရေးနဲ့သက်ဆိုင်ခြင်းမရှိတဲ့လူငယ်ချင်းရန်ဖြစ်တဲ့ကိစ္စမှာတော့မှတကယ်ကိုစိတ်ဒစလူသက်သမားတွေတတ်တယ်လို့မျိုးတတ်သွားခဲ့တာရှင်ဒီလောက်ထိသွေးအေးရက်ဆက်စွာနဲ့ကလေးငယ်နှစ်ယောက်ကိုရိုက်နှက်တက်ဖြတ်သွားခဲ့တာရှင်ဒီလိုကြောက်ဖို့ကောင်းတဲ့အရာတွေကျမတို့မြန်မာမျိုးမှာဖြစ်ပေါ်နေရဆိုတာကကျမတို့တောင်းအောင်မကြေလို့ပဲရှင် ဒါကြောင့်ကျမတို့ဟာပြစ်ဆုံးပံမှာတာဝန်ကျေဖို့လိုတယ်။ကလေးတငယ်တွေကိုကျမတို့အစအနေပြန်ပြီးတော့စောက်ရှောက်ဖို့လိုပါတယ်ရှင့်။ဒါလေးကတော့အရင်ရေးကြည့်ပါရနော်။ဒါပထမဆုံးသတင်းလေးသာဖြစ်ပါတယ်။အခုဆက်လက်ပြောပြမယ့်သတင်းတွေဆိုရင်ပို့ပြီးတော့အရှင်ဓမ္မမဖြစ်ဖို့ကောင်းတဲ့သတင်းလေးတွေဖြစ်ပါတယ်ရှင့်။ဒါိုင်းမဲ့လည်းတင်ပြမယ့်တာဝန်ရှိရတဲ့တင်ပြခြင်းပါတယ်။ဆက်လက်ပြီးနားထောင်ကြည့်ရှုလိုက်ပါအောင်ရှင့်။မိဘပြည်သူများရှင်ကျမအခုထပ်မံပြီးပြောပြပေးခြင်းတဲ့သတင်းလေးကတော့ ကျမတို့ပညာရေးလောကတစ်ခုလုံးចောင်းသားမိဘလောကတစ်ခုလုံးចောင်းသားလောကတစ်ခုလုံးထိတ်လန့်တုံလုံးသွားစေနိုင်တဲ့သတင်းလေးတစ်ခုသာဖြစ်ပါရှင့်ဒီအပိုင်းမှာဆိုရင်ဆိုရှယ်မီဒီယာထက်မှာအင်မတန်ပေါ်လောရိုက်လောက်အောင်ပြင်းထန်စွာလှုပ်ခတ်လာတဲ့သတင်းလေးတစ်ခုရှိပါရှင့်အဲ့ဒီသတင်းလေးမှာစောင်းပါလေးနဲ့တကွာထုတ်ပေါ်လာတာပေါ့နော်အဲ့ဒီစောင်းပါလေးကိုကျမဖတ်ပြပါမယ်ရှင့်အရင်ဆုံးပေါ့နော်ဒီကအရေးကြီးတဲ့အချက်လေးတွေပြောပြပါမယ်ရှင့်ရန်ကုန်မြို့ကနမဲကြီးအထက်တန်းဆောင်တစ်ခုရှိပါတယ်တဲ့အဲ့ဒီအကြောင်းမှာအကြောင်းကအကြောင်းဆရာကြီးပေါ့နော်အဓိကအကြောင်းဆရာကြီးက2ဦးဟာဆိုရင် ကလေးတငယ်တွေကိုလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပြုလုပ်နေတယ်ဆိုတဲ့သတင်းဆောင်မလေးသာဖြစ်ပါရှင့်ဒီအကြောင်းအရာလေးကိုခံရတဲ့အကြောင်းသားတွေတော်တော်များများကဆိုရှယ်မီဒီယာနေတဆင့်ထုတ်ဖော်ပြောကြားလာကြပါတယ်အစပိုင်းမှာတယောက်စားနှစ်ယောက်စားထုတ်ဖော်ရင်းရတယ်အခုအများကြီးဖြစ်လာပါတယ်ရှင့်ကျမလည်းအဲ့ဒီဟာလေးအားလုံးသွားပြီးဖတ်ပြီးပါပြီဒီသတင်းလေးရဲ့အဆုံးသတ်ပိုင်းလေးမှာဆိုရင်နှစ်နာခဲ့ရတဲ့အကြောင်းသားတွေပေါ်ထုတ်ထားတဲ့ခန်းစားချက်လေးတွေလည်းဆက်လက်ဖတ်ပြပါမှာရှင့်ကျောင်းသားတွေကိုလိန်အကျန်းဖတ်မှုတွေပြုလုပ်တဲ့ဆရာတွေရှိနေတဲ့ကျောင်းသားဆိုရင်ねပြည့်ပြည့်အားဖြင့်တက်တန်း15နှစ်လောက်ရှိပြီလို့သိရပါတယ်ရှင့် ပေါ်လာဆောင်တဲ့ကျူရှင်ဝိုင်းအနေနဲ့စောက်ဖွင့်ပြီးရဲ့အခါမှာနောက်ပိုင်းမှာနိုင်ငံပညာရေးလမ်းကြောင်းအပြောင်းပြီးတော့ဒီလိုမျိုးပေါ့နော်ကိုပိုင်းအထက်တန်းကျောင်းဖြစ်လာခဲ့တာဖြစ်ပါရှင့်အဲ့ဒီကျောင်းဟာဆိုရင်အင်းစိန်မြို့နယ်မြို့တော်ကောက်ကွန်းအင်ရံမှာတည်ရှိပြီးတော့ဆရာညီကိုလေးယောက်ကဦးစီးရဲဆိုပြီးတော့သိရပါရှင့်အဲ့ဒီဆရာလေးယောက်လုံးကတဲ့ဆရာဝန်ဘွဲ့အင်ဂျင်နီယာဘွဲ့တွေအတိအကျရရှိထားတာဖြစ်လို့ကျောင်းသားမိဘတွေရဲ့ယုံကြည်ကိုးစားမှုကိုလည်းရရှိထားတဲ့သူတွေဖြစ်တယ်ဆိုပြီးတော့သိရပါရှင့်အဲ့ဒီကျောင်းဆရာတွေဟာဆိုရင်လိန်ဇန်းဖတ်မှုတွေပြုလုပ်ခဲ့တာရှိပါတယ်တဲ့အဲ့ဒီဆရာပေါ့နော် ှစ်ယောက်မှာဆိုရင်ចောင်းသားတွေအဓိကပြစ်မှတ်ထားပါတယ်သူတို့ဂျူးလုံတဲ့ပုံစံကចောင်းသားတွေကိုအနားမှာခေါ်လာပြီးနင်းကိုင်းတာရေဆိုးကိုင်းတာထိတာကိုင်းတာတွေပြုလုပ်တဲ့အပြင်ဟိုမတရားကျင့်တဲ့အထီကိုပြုလုပ်ကြတယ်လို့သိရပါရှင့်ယောက်ျားလေးတွေကိုပြုကျင့်တယ်လို့လည်းသိရပါရှင့်ဒီလိုမျိုးသူတို့ရဲ့လှုပ်ဆောင်မှုတွေကိုတဲ့ အလိုမလိုက်တာရေလောက်ပဲဆိုရင်ပေါ့နော်သူတို့ဖြစ်စင်တဲ့အတိုင်းမလောက်ပေးဘူးဆိုရင်ပေါ့ရှင်ရိုက်နှက်တာတွေအထိကျွလို့နေဆိုပြီးတော့သိရပါရဲ့ရှင်စာအကြောင်းပြပြီးရိုက်နှက်တာပေါ့နော်စာမရလို့ရိုက်တဲ့ပုံစံမျိုးတွေပေါ့ရှင်အဲ့လိုမျိုးတွေတတိယောက်လောက်ကအောင်တွေ့ရပါရဲ့ရှင်ဒါမြင်ဟိုအမတန်ကြောက်ဖို့ကောင်းတဲ့ထုတ်ဖော်ချက်တစ်ခုကတော့စာသင်ခန်းထဲမှာလိန်နဲ့ပတ်သက်တဲ့ဟာသတွေစော်ကားမှုတွေပုံမှန်ပြုလုပ်လို့ရှိရလို့သိရပါရဲ့ရှင်ကျမောက်နိုင်ငံမှာအဲ့တခုကလေကျမဒါကြားပြတ်မှုလို့သတိရလို့ပြောပြတာပါရှင်မြန်မာနိုင်ငံမှာဟာသတွေလောက်တာအစားပေါ့နော်အောက်လုံးတွေနဲ့ပြတ်ကြတယ်သိလား ကောင်းမွန်တဲ့ပညာပြေဝတဲ့ဟာသတွေမတက်ကြလို့လားရှင်မတက်ဘူးဆိုလူရှင်တော့မလုပ်ပါနဲ့နော်ဟာသကားတွေမြိုက်ပါနဲ့ရှင်သူများနိုင်ငံရုပ်ရှင်တွေကိုကြည့်လိုက်ပါဟာသတွေကိုဘယ်လိုမျိုးအဆင်မြင့်မြင့်လုပ်ထားကြလဲဆိုတာကိုဒါပညာရှူရမယ်နော်တိလာကျွန်မနိုင်ငံလေအောက်လုံးပါမှာရည်ရတာဖို့ဘူးရှင်အင်မတန်ယုံမှုကောင်းတဲ့ကိစ္စတွေပြောဆိုပြီးတော့ရည်ကိုင်းနေဆိုတာဟာဖြူစင်သောဟာသမဟုတ်ဘူးရှင်ပညာပြေဝသောဟာသမဟုတ်ဘူးရှင်ဒါဟာညဉ့်ဉန်းသောဟာသအလွယ်လိုက်သောဟာသသာဖြစ်ပါတယ် ဒါလေးကလည်းမနုပညာရှင်တွေနဲ့ဟာသလူရှင်တော်တွေစဉ်းစားမဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ဒီလိုမျိုးဟာသတွေအကြောင်းကားထဲမှာပြောဆိုတာချို့ကြောင်းသားတွေကမကြိုက်ဘူးပေါ့နော်။ဒါပေမဲ့ကြာလာတဲ့ခါကျတော့အဲ့ဒီလိုပြောဆိုတာကပုံမှန်အရာတစ်ခုလို့ဖြစ်လာတယ်လို့သိရပါရဲ့ရှင့်။ဒီဆရာတွေအနေနဲ့အเจ้าမှာစာမလတ်နေတဲ့ကျောင်းသားတွေရှိရဲဆိုလဲအခြားကျောင်းသားတွေနဲ့ပေါ့နော်ခွဲထားပြီးတော့ဖိနှိပ်ချုပ်ချယ် ဆက်ဆံတဲ့ပုံစံတွေရှိပါတယ်အဲ့ဒါအဲ့လိုမျိုးခွဲထားပြီးပြီဆိုတော့သူတို့ဘာလုပ်လဲဆိုတော့သူတို့ဖြစ်ချင်တဲ့စိတ်ဆန္ဒအတိုင်းဖြစ်ဖို့အတွက်ကိုဆွဲဆောင်စည်းရုံးတာပေါ့နော်အဲ့လိုစည်းရုံးလို့ကလေးကဒါနစ်နာသွားခဲ့တယ်ဆိုရင်တခြားလူပြောဖို့အတွက်ကြတော့ तू ကသင်္ကွဲလို့ဖြစ်သွားတာလေကလေးတောင်ကိုသင်္ကွဲဖြစ်အောင်လုပ်လိုက်ပြီးတော့သူတို့ရဲ့စိတ်ဆန္ဒအတိုင်းသုံးချတာပေါ့ရှင့်အဲ့လိုဖြစ်တဲ့အခါမှာကလေးရဲ့ရသွားတဲ့စိတ်ထိုင်ရဘယ်လောက်တည်အောင်လဲဆိုတာစဉ်းစားကြည့်အမှန်တန်ကြောက်ကိုကောင်းပါလေရှင့်အခုလိုကိစ္စရတဲ့ဟာပွားထားဖြစ်ပေါ်လာပြီးတဲ့အခါမှာဆိုရှယ်မီဒီယာထက်ကနေစတင်လိုက်တာပေါ့နော် ပြောမယ်ဆိုတော့ဒီတရားမဝင်မီဒီယာတခုကနေပြီးတော့စပြီးတော့ဖွားလိုက်တဲ့ကိစ္စတခုပါပဲရှင့်။ခါကြောင့်လေတရားမဝင်မီဒီယာတွေမှာလည်းအဲ့လိုအားသာချက်တွေရှိပါတယ်။တရားဝင်မီဒီယာတွေကြတော့တချို့စကားတွေကပြောတဲ့မပြောတဲ့လှုပ်တဲ့မလှုပ်တဲ့ချင့်ချိန်နေရတဲ့အချိန်မှာသူတို့ကကြတော့စီးပြင်ပတ်မှာရှိနေတဲ့သူတွေဖြစ်တဲ့အတွက်ဒီလိုအမှုတွေကိုထုတ်ဖော်ပြောကြတဲ့အခါမှာဆိုတော့အားသာချက်ရှိတာပေါ့ရှင့်။ဒါလေးကတော့ပြောမယ်ဆိုတော့သူတို့ရဲ့အားသာချက်လေးပေါ့သူတို့ရဲ့အားသာချက်ကိုသူတို့အသုံးချပြီးတော့ဥပဒေပေါင်းထဲမှာနေထိုင်ခြင်းအောင်စောင့်ပြီးတော့မတရားမှုလုပ်နေတဲ့သူတွေပေါ်ထုတ်မယ်ဆိုတော့ကောက်ပါတယ်ရှင့်။ဒါတော့ကျွန်မကြားပြတ်နေနဲ့ပြောပြတာပါရှင့်။ အခုဆိုရင်ဒီ Facebook ပေါ်မှာအဓိကသိတာထင်ရှားပါတယ်ကျူးလွန်ခံတဲ့အကြောင်းသူအကြောင်းသားတွေကဆိုရင်ဒီကြောင်းနာမည်နဲ့ sexual abuse ဆိုတဲ့နာမည်အသုံးပြုပြီးတော့ဗောနော Facebook မှာဆို hashtag လေးခံပြီးတော့တုံးကြရတယ်အဲ့ဒီစကလုံးလေးအသုံးပြုပြီးတဲ့အခါမှာသူတို့ကျူးလွန်ခံရတဲ့ပုံတွေကိုကြောင်းသားတွေကိုယ်တိုင်ကထုတ်ဖော်လာကြတာဟာဆိုရင်အခုအများကြီးဖြစ်နေပါရဲ့ရှင့်မိဘပြည်သူများအနေနဲ့မျက်မြင်ကိုယ်တွေဖတ်ချင်နေဆိုရင်တော့ Facebook မှာသွားပြီးတော့ဖတ်ကြည့်လို့ရပါတယ်ရှင်။ကျမကတော့အဲ့ဒီကတွေ့ရှိထားတဲ့ခရီးကနေပြီးတော့နဲ့နာသူចောင်းသားပေါ့နော်။နှစ်ဦးသုံးလောက်ရဲ့စာလေးတွေကျမယူလာပါတယ်ရှင်။အဲ့ဒါလေးကျမဖတ်ပြပါမယ်ရှင်။နံပါတ်1ចောင်းသားလေးကတော့ KSD ဆိုတဲ့ចောင်းသားလေးဖြစ်ပါတယ်ရှင်။သူကတော့သူ့ရဲ့နာမည်အရင်ကိုထုတ်ပေါ်ပြီးပြောကြားထားပါတယ်။ဒီကလေးကဆိုရင်ဒီသူနဲ့နာခဲ့ရတဲ့ကိစ္စအောင်စတင်အခုပြောတဲ့အချိန်မှာအသက်22နှစ်တာရှိပါသေးရဲ့ရှင်။သူအဆိုရင်ဒီကြောင်းကိုကိုရန်ပေါ့နော်ကိုရန်နှစ်လယ်မှာတက်ခဲတာဖြစ်ပါတယ်2019 2020 2020ပညာသင်နှစ်မှာစတင်တက်ရောက်ခဲတာဖြစ်ပါရှင့်သူ့ဒီနဲ့တဲ့ဒီကြောင်းပေါ့နော်နိုင်ငံရေးပြောင်းလဲတွေနဲ့ ကြောင်းပြောင်းသွားတဲ့ကိစ္စလေးရှိခဲ့တယ်။အဲ့နောက်ပိုင်းမှာမှ2022 2023ပညာသည်နှစ်မှာပေါ့နော်။မိဘတွေကဒီကျောင်းမှာပြန်ပြီးတော့အပ်တဲ့အတွက်ဒီကျောင်းမှာပြန်တက်ခဲ့ရတာပါတဲ့။အဲ့တော့သူ့ရဲ့အသက်ဟာဆိုရင်16နှစ်ကျော်ကျော်လေးပဲရှိပါသေးတယ်တဲ့။သူကြုံခဲ့ရတာကတဲ့သူ့ဒီရဆရာတွေကမေးတယ်ပေါ့နော်။လူပတယောက်နဲ့အိတ်ခဲ့တယ်။နင်ယောဂကူးစက်နေရရှိလား။ဂေးနေလားအချောက်ဆိုပြီးတော့မေးမြန်းပြောဆိုတာတွေစနောက်တာအများကြီးကြုံခဲ့ရပါတယ်တဲ့။ သူ့အဲ့လိုမျိုးစော်ကားပြောဆိုအဆက်ခွဲခဲ့တဲ့ဆရာတည်းရဲ့နာမည်တွေကိုလည်းသူဟာဆိုရင်လူမှုကွန်ရက်မှာအတိအကျကိုထုတ်ဖော်ပြောကြားထားပါတယ်ရှင်။နောက်သူ့အနေနဲ့နောက်ထပ်ကြောင်းရတာကစာတင်နေတဲ့အချိန်တွေမှာဆိုရင်လည်းအဲ့ဒီဆရာကပေါ့နော်သူ့အနာကိုခေါ်ထားပါတယ်တဲ့။နောက်ခေါ်ရပြီးရဲ့အခါမှာသူ့ရဲ့ပေါင်ကြားကိုလာလာပြီးတော့စမ်းနိုင်ထိရလောက်ပါတယ်ရှင်ပြီးတော့လူလစ်တဲ့အချိန်မှာဆိုရင်အခန်းလွတ်တွေလည်းခေါ်ပြီးတော့ BG ပေးတယ်ဆိုပြီးတော့သိရပါရှင့် နောက်ပြီးတော့သူ့ကိုလည်းဒီလိုမျိုးလောက်ရက်တွေပြန်ပြီးလောက်ခိုင်းတယ်လို့ပြောပါတယ်ရှင့်သူ့အနေနဲ့အဲ့6လအတော်အတွင်းမှာအကြိမ်ရမမတ်မိနိုင်အောင်ရှိခဲ့ပြီးတော့အကြိမ်90ထက်ပိုတယ်ပေါ့နော်ဒီဆရာနဲ့သူကဆိုရင်လိမ်မိုင်းဆိုင်တာပေါ့ရှင့်ဒီလိုမျိုးဆက်ဆံမှုပတ်သက်မှုတွေရှိခဲ့ပါတယ်ဆိုပြီးတော့ထုတ်ဖော်ပြောကြားထားပါတယ်ရှင့်တတ်မပြည့်တဲ့ကလေးတယောက်ကိုဒီလိုလောက်ရက်လောက်တာနော်ကျောင်းစတဲ့အကန့်ထဲမှာဒါမျိုးလောက်တာနော်ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာကမိဘပြည်သူများစဉ်းစားကြည့်ကြပါအောင်ရှင့်နောက်ထပ်တယောက်ကတော့ မင်းကလေးတယောက်ဖြစ်ပါရှက်သူကတဲ့အဲ့ဒီကြောင်မှာ2019 2020မှာတက်ရောက်ခဲ့တဲ့သူဖြစ်ပါတယ်တဲ့သူကြုံခဲ့ရတာကြတော့သူ့ပေါ့နော်နင်းရဲ့အတွင်းကအရာဘာလဲဆိုပြီးမေးရည်ကြုံခဲ့တယ်တဲ့ပြီးတော့မင်းရဲ့နေကတဝိုက်ပေါ့နော်အမွှေးကြီးရိတ်ထားလားစသဖြင့်အဲ့လိုမျိုးမေးခွန်းနေမေးရည်လည်းရှိပါတယ်တဲ့ပြီးတော့တောင်ကန်းထဲမှာဆိုရင်တဲ့ဟိုကားဒီကအပြာကားတွေပါပေါ့ရှင်အဲ့လိုကြည်မှုတဲ့သူမတက်ရက်ဆိုပြီးတော့ပြောတဲ့အထီကိုလောက်ခဲ့တယ်ဆိုတော့သိရပါရှင့်တော်တော်ကိုစီးလို့ပေါင်းလို့ကိုပြုတ်လုံနေရပဲနော် ဒီလိုပြုတ်လုချက်တွေရိုးတဲ့ចောင်းသားတွေကအနေနဲ့ကြုံနေရတော့ဒါဟာပုံမှန်အခြေအနေတစ်ခုလိုတော့ဖြစ်နေပါတယ်ဆိုပြီးတော့သိရပါရဲ့ရှင့်တော်တော်စိုးရိမ်မှုကောင်းတဲ့အခြေအနေတစ်ခုသာဖြစ်ပါတယ်နော်နောက်ထပ်ရှင်ဖွင့်ထားတဲ့ចောင်းသားလေးကတော့ကျွန်တော်က2014 2015ပညာသင်ထဲမှာတက်ရောက်ခဲ့တဲ့ចောင်းသားဖြစ်ပါတယ်တဲ့သူ့အနေနဲ့ကြုံခဲ့တာကတော့သူဒီចောင်းစတက်ခရရပေါ့နော်အဲ့ဒီဆရာနှစ်ယောက်ဟာဆိုရင်သူအစင်လေးအစင်လေးဆိုပြီးတော့စပါတယ်တဲ့ပြီးရဲ့အခါမှာဟိုကိုင်းဒီကိုင်ကိုပုတ်ဒီပုတ်လောက်ပါတယ်တဲ့အစပိုင်းမှာတော့ခင်လို့လုတ်တယ်လို့ထင်ခဲ့မိတယ်ပေါ့နော်ဒါပေမဲ့တခြားចောင်းသားတွေကပြောပါတယ်တဲ့မင်းအဲ့လိုမျိုးအကတ်မခံပါနဲ့ဆိုပြီးသတိပေးရတဲ့အတွက်သူလည်းကြောက်တယ်ပေါ့နော် နောက်ပိုင်းမှာဘာတွေဖြစ်လာလဲဆိုတော့တူတို့ကအဲ့လိုမျိုးပူသေးပူသက်လောက်တာအပြင်ညဘက်စာကြည့်ရဲ့အခါကြာလို့ရှင်လဲတို့နိုင်မှာကြည်ကင်ပါတယ်တဲ့ပြီးတော့နင်းကိုင်းနှိပ်ကိုင်းကိုကိုင်းတကိုင်းလုတ်ပါတယ်တဲ့သူ့အနေနဲ့မှတ်မှတ်ရရှိရဲ့ဖြစ်စဉ်လေးတခုလဲရေးသားထားပါရဲ့ရှင်ကျွန်တော်တို့အငယ်ဆုံးဆရာကနှိပ်ခိုင်းပါတယ်တဲ့ည7နိုင်ခွဲ7နိုင်လောက်မှာဖြစ်ပါတယ်တဲ့အဲ့ဒီမှာကျွန်တော်အငယ်ဆုံးဆရာခေါင်းသွားယူခိုင်းပြီးတော့သူနဲ့တူလိုက်ခိုင်းပါတယ် ဒီချိန်နဲ့မတိုင်ခင်အရှိမဆိုရင်ရှစ်တန်းကိုရန်ကလေးတွေကိုခေါ်အိပ်ပြီးတော့သူ့ရဲ့အခန်းထဲမှာပေါ့နော်ဒီဆရာမရင်းကျင်းတဲ့ကိစ္စကိုပြုလုပ်ခဲ့တယ်ဆိုတော့လေကျွန်တော်ကြားသိထားတယ်ပေါ့နော်အဲ့လိုကြားသိထားရပြီးကျွန်တော်သွားမအိပ်ပါဘူးတဲ့မအိပ်တဲ့အခါကျတော့သူ့ကိုဒီဆရာကလူမြင်ခွင်းထဲမှာအဆက်ခွဲတာရိုက်နှက်တာလုပ်ပါတယ်တဲ့တခါသူကြုံရတာဆိုရင်တဲ့အဲ့ဒီဆရာကနမဲတိကျထည့်ရေးထားတာရှင့်ကျွန်မကတော့ထည့်ပြီးတော့မဖတ်ပြတော့ပါဘူးနော်အဲကျွန်တော်ဦးတဲ့အဲ့ဆရာရေချိုးခိုင်းပါတယ်တဲ့ကျွန်တော်ရေချိုးခန်းနဲ့ခေါ်ပြီးစက်ပြတိုက်ခိုင်းတယ်ပြီးတော့သူကထိုင်နေပြီးရဲ့အခါမှာကျွန်တော်ကသူ့ရေလောင်းပေးရတယ်စက်ပြတိုက်ပေးရတယ်ပေါ့နော် အဲ့ချိန်မှာတဲ့ तू ကအခန်းတကားကိုလည်းလော့ချထားတယ်တဲ့ तू ကသတိမထားမိပါဘူးတဲ့အဲ့ဒီမှာဒုတိယဆရာလို့ပြောပါရရှင်သူကဆရာလေးယောက်ရှိရပါတော့ဆရာလေးယောက်ရှိရဒုတိယဆရာလိုက်ရှာတဲ့အခါမှာဒီဆရာကနေပြီးတော့သူ့ကြီးအကြောင်းသိရနေတူပါတယ်ရေချိုးကန်းနဲ့မာမန်သိရတဲ့အခါကျတော့တကားကိုအပြင်းအနေပြီးပြင်းပြင်းထန်ထန်ထုပြီးတော့ခေါ်လဲပေါ့နော်ထွက်လာထွက်လာပါရှင်အဲ့လိုခေါ်တဲ့အတွက် तू ကနေပြီးတော့ဒီလိုမျိုးမတရားပြုကျင့်ခံရနိုင်တဲ့အခြေအနေကနေပြီးတော့လွတ်မြောက်ခဲ့တာဆိုပြီးတော့ရှင်ဖွင့်ပြောကြားထားပါတယ်ရှင်ကျွန်မခုဖတ်ပြခဲ့တာကတော့နှစ်နာသူចောင်းသားလေးတွေရေးသားထားတဲ့စာတွေကနေပြီးတော့နှစ်ဆောင်သုံးဆောင်ဖတ်ပြတာဖြစ်ပါရှင့် အခုဖြစ်စဉ်တစ်ခုလုံးကိုနားထောင်ပြီးပြင်ဆင်တော့မိဘပြည်သူများဘာတွေဖြစ်နေပြီလဲဆိုတာစဉ်းစားမိပြီလို့ထင်ပါရှင်။ဒီတော့ကျမအနေနဲ့ဒါဟာလက်ရှိမှာပေါ့နော်လက်ရှိဒီကိစ္စကလူမှုကွန်ရက်ပေါ်မှာပွားထနေတဲ့ကိစ္စတစ်ခုဖြစ်တဲ့အတွက်အမှုတစ်ခုအနေနဲ့တိစောက်ပြီးတဲ့အခြေအနေမဟုတ်သေးပါဘူးရှင့်လက်ရှိမှာကျမတို့သိထားတာကဒီចောင်းဘက်ကပေါ့နော်ဆွဆွဲခံရတဲ့သူတွေဟာဆိုရင်လည်းဒီကိစ္စတွေကိုအေးယူမယ်တရားစွဲမယ်ဆိုတဲ့ပုံစံမျိုးပြောကြနေရတယ်မြင်တွေ့ရပါတယ်ရှင့်ဒီတော့ကျမအနေနဲ့တုံ့တက်ချင်တာတိုက်တွန်းချင်တာလေးတစ်ခုကတော့ဒီကိစ္စဟာဒီတိုင်းကြော်သွားလို့ရတဲ့ကိစ္စမဟုတ်ပါဘူးရှင့် လုံးဝကြော်သွားလို့မရပါဘူးဘလို့ကြော်သွားလို့မရတာလဲဆိုနှစ်ဖက်လုံးကကြော်သွားလို့မရပါဘူးအခုချိန်မှာဆွဆွဲခံရတဲ့ဘက်ရှိမယ်ဆွဆွဲတဲ့ဘက်ရှိမယ်ဟုတ်တယ်နော်ဒီတော့ဆွဆွဲခံရတဲ့သူကလည်းဒါမကြော်သွားတယ်အောင်ရှက်ကျောင်းဘက်ကနေတရားစွဲမယ်ဆိုရင်ကိစ္စတွေလုံးဆောင်ပါလို့ကျွန်မတိုက်တွန်းချင်ပါတယ်ဒါပြင်ကိုကျောင်းသားတွေဘက်ကလည်းဒါဟာလုံးဝကြော်သွားတဲ့ကိစ္စမဟုတ်ပါဘူးနော်ဘာကြောင့်လဲဆိုတော့လူတွေအားလုံးရဲ့ရှေ့ကိုရောက်လာပြီးဖြစ်တဲ့အတွက်အဆုံးထိကိုနှစ်ဖက်လုံးကသွားတယ်ပါတယ်ကျောင်းသားတွေအနေနဲ့လည်းနစ်နာမှုတွေရှိရဲဆိုရင်ကျောင်းကိုရောက်အောင်တရားစွဲပါ ီဆရာတွေရအောင်တရားစွဲပါကျမတို့မီဒီယာအားနဲ့ဝန်းရံပါမယ်ရှင့်ကျောင်းနေနဲ့လည်းကိုယ့်ရဲ့ကျောင်းနမတက်တိတ်ခါချတယ်လို့တကယ်သတ်မှတ်တယ်ကိုကဖြူစင်နေဆိုရင်တရားစွဲပါဒီအင်အားစုတွေကိုရအောင်ဖောက်ထုတ်ပါရှင့်ကျမတို့ဝန်းရံပါမယ်မှန်တဲ့ဘက်ကနေဝန်းရံပါမယ်ရှင့်ဒါဟာကျမအနေနဲ့ဘယ်ဟာအမှန်ဘယ်ဟာအမှားဆိုပြီးတော့မသိနိုင်သေးရဲ့အတွက်နှစ်ဖက်လုံးကိုတိုက်တွန်းတာဖြစ်ပါရဲ့ရှင့်ကျမတို့မီဒီယာအနေနဲ့ဘာကြောင့်တိုက်တွန်းပြီးဝန်းရံမယ်လို့ကတိပြုရလဲဆိုရင်ဒါဟာအင်မတန်ကြောက်ဖို့ကောင်းတဲ့ကိစ္စတစ်ခုသာဖြစ်ပါတယ်။ကျမတို့နိုင်ငံမှာပညာရေးကဏ္ဍကိုမျိုးမျိုးစုံနဲ့ဖြိုလဲဖို့ကြံစည်နေတဲ့အချိန်မှာ ဒီလိုမျိုးအမှုမျိုးကြတာဖြစ်နိုင်ကြရနှစ်ခုရှိရဲ့ရှင့်တစ်ခုကကျမတို့နိုင်ငံရဲ့ကောင်းမွန်တဲ့ပညာရေးစနစ်တစ်ခုမှာဝင်ရောက်လှုပ်ရှားနေတဲ့ဆရာတွေအကြောင်းတွေကိုဖြိုလဲကျင်တာလားနောက်တစ်တစ်ခုကကြတော့ကလေးတွေတကယ်ကြုံနေရတာလားဖြစ်စဉ်ကနှစ်ခုတေချာတာအဲ့နှစ်ခုတွေကတစ်ခုပဲရှင့်ဒီတော့နှစ်ဖက်လုံးကလမ်းဆုံးတိသွားဖို့အတွက်ကိုကျမတို့တိုက်တွန်းကြင်လာပါရှင့်ဒီကိစ္စကကောလာဟာလာလုံးနဲ့ပြီးသွားမယ့်ကိစ္စမဟုတ်ပါဘူးเนาะ နိုင်ငံတော်တာဝန်ရှိသူများအနေနဲ့လည်းကွင်းစင်စစ်ဆေးပြီးတော့ဒီကိစ္စတကယ်ဖြစ်ခဲ့လားမဖြစ်ခဲ့လားဆိုတာကိုစုံစမ်းစစ်ဆေးပြီးရတဲ့အခါမှာတကယ်နစ်နာတဲ့သူဘက်ကနေရက်တီတင်တယ်လို့ထင်ပါရဲ့။နောက်ထပ်ကျွန်မအနေနဲ့သိရတာတစ်ခုကတော့ဒီကြောင်းရဲ့တာဝန်ရှိသူတွေဟာဆိုရင် NLD လက်ထက်ကဝင်ကြီးလုပ်ခဲ့သူတဦးရဲ့မျိုးဆက်လို့သိရပါရဲ့။ဝင်ကြီးနာမည်နဲ့သူ့ရဲ့မျိုးဆက်ကိုတော့ကျွန်မထုတ်ဖော်ပြောကြတာမလုပ်သေးပါဘူးရှင့်။ဘာကြောင့်လဲဆိုတော့ဒါဟာအမှုတစ်ခုအနေနဲ့မဖြစ်သေးတဲ့အတွက်ကျွန်မမပြောချင်သေးပါဘူးရှင့်။ ဒါပေမဲ့ကျမအနေနဲ့ဒီအမှုကိုကျမတို့သိသွားပြီဖြစ်တဲ့အတွက်နေ့စဉ်နေ့တိုင်းစောင့်ကြည့်လေ့လာမှာဖြစ်ပါတယ်။ပြောင်းလဲမှုတိုင်းကိုလည်းမိဘပြည်သူများသိရှိနေအောင်လို့တင်ပြပေးမှာဖြစ်ပါရှင့်။ဘာကြောင့်လဲဆိုတော့ဒီကိစ္စဟာဆွဆွဲတာလောက်ပဲဆိုရင်ပြဿနာမရှိဘူးဆိုပေမဲ့တကယ်သာဒီဆရာတွေကကလေးတွေကိုကျူးလွန်ခဲ့တယ်ဆိုရင်ဒါဟာတတ်ငယ်မရင်းမှုသာဖြစ်ပါရှင့်။တတ်ငယ်မရင်းကိုတော့မှတဦးတယောက်ဖျောက်ပြုတ်လောက်တာမဟုတ်ဘဲနဲ့နှစ်ပေါင်းများစွာကလေးပေါင်းများစွာကိုပြုတ်လောက်ခဲ့တဲ့အမှုတစ်ခုသာဖြစ်ပါတယ်။ တကယ်ကိုအမျိုးသားရဲ့တရက်အနေနဲ့ဒါကိုစောင့်ကြည့်ပြီးတော့ပြစ်ဒဏ်ကြီးကြီးမားမားရရက်ဆက်ဆက်ကိုချတဲ့နဲ့အမှုသာဖြစ်ပါရဲ့ရှင့်ကျမောက်နိုင်ငံမှာလွန်ခဲ့တဲ့နှစ်များစီကဖြစ်သွားခဲ့တဲ့အမှုတစ်ခုကိုမှတ်မိပါသေးရဲ့လားရှင့် Victoria case ဆိုပြီးတော့နာမည်ကြီးခဲ့တဲ့အမှုတွေသာဖြစ်ပါတယ် NLD လက်ထက်မှာပဲဖြစ်ပွားခဲ့တဲ့အမှုဖြစ်ပါရဲ့ရှင့်အင်မတန်နာမည်ကျော်ကြားခဲ့တဲ့အမှုပါဆိုရင်ပြည်သူလူထုအားလုံးဝန်းရံခဲ့တဲ့အမှုသားဖြစ်ပါတယ်။ဒီလိုပဲပုဂ္ဂလိကအကြောင်းမှာပဲဖြစ်သွားခဲ့တဲ့အမှုပါရှင့်။ဒါပေမဲ့အဲ့ဒီအမှုဟာအမှုမှန်ပေါ်ပေါက်ခဲ့ခြင်းမရှိပါဘူးရှင့်။ ဘလောက်ထိရှင်နာဖို့ကောင်းလဲဆိုတာကစဉ်းစားကြည့်ပါဦးရှင့်မရှိစင်ရဲ့သားရဲ့ကြားထဲမှာလည်းတန်ငံပရိမှုဆိုတာဖြစ်တတ်ပါတယ်ဒါပေမဲ့မရှိစင်ရဲ့သားရဲ့ကြားထဲမှာဖြစ်တဲ့တန်ငံပရိမှုတွေကြတော့ပေါ်ပေါက်ပြီးတော့ပတ်စံရှိအတိုင်းဝိုင်းနေကြားထဲမှာဖြစ်တဲ့တန်ငံပရိမှုတွေကမပေါ်ပေါက်ဘူးဆိုရင်ဒီတရားဥပဒေကိုကျမတို့မေးခွန်းထုတ်ရပါလိမ့်မယ်ရှင့်ဒါကြောင့်ဒါဟာလုံးဝကြော်သွားလို့မရတဲ့ကိစ္စဖြစ်ပါတယ်။နိုင်ငံတော်မှာတာဝန်ရှိသူများအားလုံးရောမိဘပြည်သူများအားလုံးကပါဒီအမှုကိုမျက်စိတောက်ထောက်ကြည့်ပြီးတော့အမှုမှန်ပေါ်ပေါက်စေဖို့နဲ့နစ်နာတဲ့ကလေးတွေရှိမယ်ဆိုလဲဒီကလေးတွေ အမှန်တရားကိုရရှိစေဖို့တရားမျှတမှုရရှိစေဖို့ဝန်းရံရမှာဖြစ်ပါရဲ့ရှင့်ဒီကိစ္စကပေါ့တဲတဲကိစ္စမဟုတ်ဘူးရှင့်တငယ်မရိမှုမှာဆိုတော့မှာတာမန်တငယ်မရိမှုမဟုတ်ဘူးရှင့်နှစ်ပေါင်းများစွာကလေးပေါင်းများစွာကိုကျူးလွန်ခဲ့တဲ့အမှုကြီးတစ်ခုသာဖြစ်ခဲ့မယ်ဆိုရင်ကျမတို့ပြစ်ဆုံးပံကာလမှာတာဝန်ကြီးမှဖြစ်မှာနော်ကျမသတင်းရှိပိုင်းမှာပြောခဲ့တယ်လို့ပါပဲကျမတို့ပြစ်ဆုံးပံကာလမှာတာဝန်ကြီးမှအနာဂတ်ကကလေးတွေဟာလုံခြုံစိတ်ချတဲ့ဘဝတွေကိုကျမတို့ပေးနိုင်မှာဖြစ်ပါရဲ့ရှင့်ကျမတို့အားလုံးမှာတာဝန်ရှိပါတယ် ါကြောင့်ဒီလိုအမှုကိုဒီလိုအမှုမျိုးကိုပမစောက်ကြည့်ဘူးဆိုကျမတို့ဘလို့အမှုမျိုးကို စောက်ကြည့်လေ့လာရမလဲရှင်။ဒါကျမတို့အားလုံးတာဝန်နဲ့သက်ဆိုင်ပါတယ်။အာနာရှိတဲ့သူတွေနဲ့ပို့ပြီးတော့သက်ဆိုင်ပါတယ်ရှင်။ဒါလေးတော့သတင်းတင်ဆက်မှုလေးကနေပြီးတော့ကျမတိုက်တွန်းပြောကြားလိုက်ပါစေရှင်။ကျမတို့နိုင်ငံရဲ့ပညာရေးခန္ဓာကြီးကညီမျိုးစုံနဲ့တိုက်ခိုက်ခံရတဲ့အခြေအနေမှာပညာရေးလောကထဲမှာကရှိနေတဲ့ပုံကိုယ်တွေကအဆဒီလိုမျိုး quality မပြည့်ဝတဲ့ကိစ္စတွေဖြစ်နေမယ်ဆိုရင်ပိုဆိုးပါတယ်နော်။အပြင်ကတိုက်ခိုက်တာကျမအလောက်မကြောက်ဘူးရှင်။ အတွင်းကနေချစားပြီးပြိုလဲမှာပို့ကြောက်ပါရှင့်ဒါကြောင့်ကျမဒီလိုအမှုလေးတွေကိုရှာဖွေပြီးတင်ဆက်ပေးတာဖြစ်ပါရှင်မိဘပြည်သူများရှင်ကျမခုတင်ဆက်ပေးသွားတာလေးကတော့ပုဂ္ဂလိကအကြောင်းမှာလောလောဆယ်ဖြစ်နေရဲ့တငယ်မရေမှုနဲ့ဆက်ဆက်နိုင်တဲ့ကိစ္စကြီးတခုပေါ်ပေါက်ခဲ့တဲ့အားလေးကိုကျမသုံးသပ်ပြီးတင်ပြပေးတာဖြစ်ပါရှင့်ဒီတဲ့နေ့လေးကတော့အရှင်းပြောရရင်တော့အဲ့ဒီလမ်းကအခုမှဆရှောက်တော့ပေါ့နော်ဒီအမှုကနောက်နေ့တွေမှာဆက်လက်တင်ဆက်စရာတွေအများကြီးရှိလာအောင်မယ်လို့လည်းကျမယုံကြည်ပါရှင့်အခုမှဆတာဆိုတော့လေဘာတွေဆက်ဖြစ်မလဲဆိုတော့ကျမတို့လေ့လာဆောင်ကြည့်ရမှာပေါ့နော် ကျမတို့ဟာကျမတို့ရဲ့အနာဂတ်ကိုစောင့်ရှောက်ချင်တယ်ဆိုရင်လူငယ်တွေကိုစောင့်ရှောက်အောင်မယ်ရှင်။လူငယ်တွေဟာဖြူဖြူဆန်ဆန်လေးပဲကြီးပြင်းတက်มาတယ်။ဒီလိုညစ်သေးတဲ့အတွေ့အကြုံတွေနဲ့ကြီးပြင်းသွားမယ်ဆိုရင်တို့ရှင်တွေကစိတ်တန်အောင်ကိုချင်းစာကြည့်ပါအောင်ရှင်။ဒါပြင်ကိုတန်ငယ်မရင်းပါလေ။ဘေးရဆိုချို့တခုရှိသေးရဲ့တိလား။အဘာလဲဆိုတော့တန်ငယ်မရင်းကြုံလိုက်ရတဲ့လူတောင်ဟာဆိုရင်နဲ့ကိုကြုံခဲ့ရတဲ့လူမျိုးသူများအောင်ထပ်မှန်ပြီးတော့ပြုတ်လုံနိုင်တဲ့အနေအထားမျိုးတွေလည်းပြောင်းလဲသွားတတ်တဲ့သဘောတရားတွေရှိရဲ့တဲ့ရှင်။ဒီတော့တန်ငယ်မရင်းမှုကိုစေဦးကျူးလွန်ခံရတယ်ဆိုရင် အဲ့ဒီစေဦးလေးက၅ဦးကပဲကိုခံရတဲ့အတိုင်းနောက်ထပ်ကလေးတွေကိုထပ်မံပြီးကျူးလွန်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးယောဂမျိုးစိတ်ယောဂပေါ့ရှင်ပြောရမယ်ဆိုတော့အဲ့လိုဘက်ကိုပြောင်းလဲသွားမယ်ဆိုရင်တငယ်မရင်းသမား၅ယောက်တိုးလာမှာရှင်စဉ်းစားကြည့်ပါအနာဂတ်မှာဘယ်လောက်ကြောက်ဖို့ကောင်းတဲ့ကိစ္စကြီးလဲဆိုတာဒါကြောင့်ကျမတို့ကကလေးတန်းကိုဖြူဖြူစင်စင်ပဲကြီးပြင်းဖို့အတွက်ကိုစူးစမ်းတဲ့နေရှင်အဲ့ဒီလိုမှမဟုတ်ရင်တော့ကုတ်ကလေးပဲတော့အလှဲ့ကျလာမလဲဆိုတော့စဉ်းစားမယ့်အချိန်ကြီးရောက်သွားနိုင်ပါတယ်နော်ဒါငါနဲ့မဆိုင်ငါကလေးမပါသေးဘူးဆိုပြီးတွေးလို့ရတဲ့ကိစ္စမဟုတ်ဘူးရှင် သူများကလေးဖြစ်နေရဆိုရင်လေအဲ့ဒီကနေစင်ကယ်ပြောင်းလဲလာမှုတွေဟာကိုယ်ကလေးစီကိုပါအချိန်မြင့်ရောက်ရှိလာနိုင်ရဆိုတာမိဘပြည်သူများအားလုံးနားလည်သိရှိဖို့လိုပါရဲ့ရှင့်ဒါလို့ဒီလိုကိစ္စမျိုးဆိုရင်ကျမတို့က message ရှိမှမြင်လိုက်တာနဲ့လုံးဝအလွယ်တကူလွှတ်မပေးပါဘူးရှင့်မရမကဖန်ဆွဲပြီးတော့ဘာကြောင့်ဖြစ်တာလဲတရားခံဘယ်သူလဲဆိုတော့ရှောက်ဖွေဖော်ထုတ်ချင်တာဖြစ်ပါရဲ့ရှင့်ကျမတို့နိုင်ငံရဲ့အနာဂတ်နဲ့သက်ဆိုင်တဲ့အမှုကိစ္စတွေဖြစ်တာကြောင့်ပဲဖြစ်ပါတယ် ဒါကြောင့်ပစ္စုပန်မှာတာဝန်ကျေတဲ့နိုင်ငံသားတယောက်ဖြစ်ကျင်တဲ့အတွက်ပစ္စုပန်မှာတာဝန်ကျေတဲ့မီဒီယာသမားတယောက်ဖြစ်ကျင်တဲ့အတွက်ကျွန်မအခုလိုမျိုးတင်ဆက်တာဖြစ်ပါရှင်။ကျွန်မလိုပဲပစ္စုပန်မှာတာဝန်ကျေခြင်းနဲ့နိုင်ငံတော်တာဝန်ရှိရသူတွေမိဘပြည်သူတွေနိုင်ငံသူနိုင်ငံသားတွေအားလုံးပါဆိုရင်လည်းလက်ရှိပြစ်ဆောက်ပံမှာဖြစ်ပေါ်နေတဲ့ချစားမှုတွေဒီလိုမျိုးရက်ဆက်ရုပ်မာတဲ့ကိစ္စတွေကိုအမှန်အတိုင်းဖြစ်စေဖို့အတွက်တရားမျှတမှုတွေရရှိစေဖို့အတွက်တူးနဲ့တူးအနီးအဆိုင်မခွဲခြားဘဲနဲ့ဝန်းရံတဲ့နယ်လို့ထင်ပါရှင့် ကျမတို့ဟာယခုပြည်စုံပံမှာတာဝန်ကျင်းမယ်ဆိုတော့ကျမတို့နောင်လာနောင်သားတွေကိုလှပတဲ့အနာဂတ်လေးပေးခဲ့နိုင်မှာပေါ့ရှင်။အဲ့ဒီလိုပါမဟုတ်ဘဲနဲ့ပြည်စုံပံမှာကျမတို့တာဝန်မကျေဘူးဆိုရင်တော့ကျမတို့အနာဂတ်ကိုလှမ်းမြော်ကြည့်လိုက်ပါရှင်။အင်မတန်ဆိုးဝါးဆုတ်ပြတ်တဲ့အနာဂတ်ဖြစ်နေပါလိမ့်မယ်။ဒါဟာကျမတို့အားလုံးရဲ့လက်ရှိဝိရိယစိုက်မှုနဲ့သာသက်ဆိုင်ပါတယ်ဆိုတဲ့အကြောင်းလေးကိုလည်းကျမသတင်းတင်ဆက်မှုလေးကနေပြီးတော့မိဘပြည်သူများအားလုံးသိရှိစေရန်အတွက်မက်ဆေ့ချ်လေးတစ်ခုကိုပေးပို့လိုက်ပါရှင်။ကျမတို့ prime media ရဲ့တင်ဆက်မှုလေးတွေကိုအမြဲတမ်းအားပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမ်းမှာကြပါစေ ကောင်းမွန်ပျော်ရွှင်တဲ့အနာဂတ်ခရီးကိုအတူတူသွားနိုင်တဲ့နိုင်ငံသူနိုင်ငံသားကောင်းတွေဖြစ်ကြပါစေလို့ကျမတို့ Prime Media အဖွဲ့သားများအားလုံးမှဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။